မင်္ဂလာပါရှင်ဇူလိုင်လ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မရွေးရည်ပါရှင်ဒီကနေ့မနက်ပိုင်းရရှိထားတဲ့ပုံကြည့်ရဲ့ခါမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးရအာအသင်တင်ရနေအားကောင်းနေရကိုတွေ့ရပါတယ်မြန်မာနိုင်ငံပေါ်မှာတော့တောင်ပိုင်းဒေသတွေမှာတိမ်ထွက်နေပြီးတော့ကြံဒေသတွေမှာတော့တိမ်အသင်တင်ဖြစ်တော်နေပါရဲ့ရှင် လေတဲခန့်နဲ့မူခမ်းမန်းချက်နေနေရတော့ရခိုင်ကန်ယူရန်မြို့ကကျွန်မကန်ယူရန်မှာတနာယူ16မိုင်ရနေ -30 နဲ့ကြံကန်ယူရန်ဒီတိုင်းမှာတနာယူ15မိုင်ရနေ18မိုင်နှုန်းတက်ခန့်နေပါတယ်ရှင်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေရဲ့မိုးလေဝသခန့်မှန်းချက်တွေအနည်းငယ်ကတော့စစ်တွေ၊မခွေ၊ပသိမ်၊ပဲခူး၊ရှမ်းကုန်၊မလမြိုင်၊ဖအံ၊တဝယ်စတဲ့တောင်ပိုင်းဒေသအားလုံးလိုလိုမှာမိုးရွာဖို့လားလာရှိနိုင်ပါတယ်။နေရာကျကျရနေနေရာဆိတ်ဆိတ်မိုးထချုံရနေတဲ့လို့ခန့်မှန်းထားပါရရှင်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေရဲ့မိုးလေဝသခန့်မှန်းချက်တွေအနည်းနည်းကတော့ဟာခာမြကြီးနာမုံရွာမန္တလေးလာရှိုတောင်ကြီးဟဲဟိုလွိုက်ကော်စတဲ့မြောက်ပိုင်းဒေသအားလုံးလုံးလုံးမှာလည်းမိုးရွာဖို့အလားအလာရှိနိုင်ပါတယ်။နေရာကျကျကနေနေရာစိတ်စိတ်မိုးထချုံရနိုင်တဲ့လို့ခန့်မှန်းရရှိထားပါရဲ့ရှင်။ မိုးအိမ်တင်ခမန်းချက်တွေအနေနဲ့ကတော့စခိုင်းတိုင်းအောင်ပိုင်းမကွေတိုင်းထပ်ပိုင်းနဲ့ရှမ်းပြည်နယ်ရလွင့်တန်နေတရဲ့အားလုံးလိုမှာမိုးအိမ်ချိန်တွေက40မီလီမီတာနဲ့60မီလီမီတာနှုန်းလောက်ရွာသွားနိုင်ပါတယ်ရှင်။ထူးခြားနေပူချိန်တွေနေနေကတော့စခိုင်းတိုင်းမကွေတိုင်းမန်လေးတိုင်းမှာ32ဒီဂရီစင်နီဂရိတ်ကနေ36ဒီဂရီစင်နီဂရိတ်နဲ့တန်နေတရဲ့မှာတော့အဲ့ဒီအောက်ကိုလျှော်နေနိုင်လို့ခမန်းရရှိထားပါတယ်ရှင်။ မြမပင်လယ်မြေခံမှန်းချက်အနေနဲ့ကတော့မြမပင်လယ်မြေမှာလှိုင်းအသင့်တန်ရှိနေပါတယ်။ရခိုင်ကမ်းရိုးတဲ့ကမ်းလွန်ပင်လယ်မြေမှာလှိုင်းမြင့်6ပေနဲ့ကြံကမ်းရိုးတဲ့မှာတော့လှိုင်းမြင့်4ပေလောက်မြင့်တက်နိုင်ပါတယ်ရှင်။မန္လိမြို့နယ်ဤတွားအတွက်9ရက်စာခံမှန်းချက်အနေနဲ့ကတော့လာမယ့်9ရက်လုံးမှာမန္လိမှာမိုးရွာဖို့လားလိုက်ရှိနေတယ်လို့ခံမှန်းရရှိထားပါတယ်ရှင်။ရန်ကုန်မြို့နယ်ဤတွိုင်း9ရက်စာခမန်းချက်နေနေရတော့လာမယ့်9ရက်လုံးမှာရန်ကုန်မှာလည်းမိုးရွာဖို့လားလာရရှိနိုင်တယ်လို့ခမန်းရရှိထားပါရဲ့ရှင် နေပြောင်းတဲ့အနီးတစ်ဝိုင်းငားရက်စာခံမှန်းချက်အနေနဲ့ရတော့လာမယ့်ငားရက်လုံးမှာနေပြောင်းမှာလည်းမိုးရွာဖို့လားလာရရှိနိုင်တယ်လို့ခံမှန်းရရှိထားပါရဲ့ရှင်ဆက်လိုက်ပြီးတော့အာရှဒေသတွေမှာရှိတဲ့မြို့ကြီးတွေရဲ့မိုးလေဝသအခြေအနေတွေတင်ဆက်ပေးသွားအောင်ပါဖြစ်ပါရှင်။ဒီရှုအားပေးကြတဲ့ကျေးဇူးများတင်ပါတယ်ရှင်။